ားလုံးပဲမင်္ဂလာပါဒီနေ့ trading in the zone ကိုကျွန်တော်တို့မြန်မာလိုအတူတူဖတ်ရအောင်ဆိုတော့အဲဒီ content ရဲ့ chapter 1ပေါ့နော် chapter 1ကျွန်တော်တို့စပါမယ်အဲ့တော့ဒီ chapter 1မှာဆိုလို့ရှိရင်ဘာတွေပါမလဲဆိုတော့ the road to success ပေါ့နော်အောင်မြင်ဖို့ဟိုလမ်းကြောင်းပေါ့ဗျာအောင်မြင်ဖို့အတွက်လမ်းကြောင်းပေါ့အဲ့တော့အောင်မြင်ဖို့လက်အတွက်လမ်းကြောင်းဆိုတော့ကဘာရှိမလဲဆိုတော့ကျွန်တော်တို့ topic က3ခုပါမယ်အဲ့တော့ fundamental ရှိမယ် technical ရှိမယ် or mental ရှိမယ်အဲ့တော့ fundamental analysis ရှိမယ် tactical analysis ရှိမယ် mentally ရ analysis ရှိမယ်အဲ့တော့အခုပထမပိုင်းအနေနဲ့ကျွန်တော်တို့ဒီ fundamental analysis အကြောင်းကိုကျွန်တော်ဒီမှာဘာရေးထားလဲဘာပြောထားလဲဆိုတာကိုကျွန်တော်ဒီမှာပြောပြပေးမှာဖြစ်ပါတယ် in the beginning fundamental analysis ပေါ့နော် okay အဲ့တော့ပထမအဦးဆုံးစာအကြောင်းကကြတော့ကျွန်တော်တို့ who remembers one fundamental analysis was considered the only real or proper way to make trading decision ပေါ့နော်အဲ့တော့ဒီအားဘာလဲဆိုတော့ကျတော့ကျွန်တော် fundamental analysis ကိုဒါကျွန်တော် trading အတွက်ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက်တစ်ခုတည်းသောသို့မဟုတ်သင်လျော်တဲ့နည်းလမ်းဖြစ်သတ်မှတ်ခဲ့တဲ့အချင်းကို who remember မှာဘယ်သူမှတ်မိသေးလဲတဲ့အဲ့ဒါကိုမေးချင်တာပါ Okay အဲ့တော့နောက်တစ်ခုကကျတော့ when i started trading in 1978မှာ technical analysis was used by only the handfuls of trader who were considered by the rest of the uh, market community to be at the very least crazy အဲ့တော့ဆိုရတဲ့သဘောကကြတော့ကျွန်တော်တို့ထောင်ကျွန်တော်တို့ထောင်988ခုမှာကျွန်တော်တို့ trade လုပ်ဖို့စတင်တော့ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ technical analysis ကိုသုံးတဲ့အဲ trader ဆိုတာကျွန်တော်တို့လက်ချိုးရည်လို့ရတဲ့လူတစုစားတော့ပဲရှိရပါတော့။အဲလက်ချိုးရည်လို့ရတဲ့လူတစုစားတော့ပဲရှိရတယ်။အဲ့ဒီသူတို့ကိုကြံတဲ့ကျွန်တော်တို့ ဒီ market community ရပေါ့เนาะအာအနေအနေစုပေါ့เนาะ market community အနေစုကဘာလို့ထင်နေလဲဆိုတော့ဟောဈေးကွက်အတိုင်းဝိုင်းက market အဲ့ကျွန်တော်တို့ technical ကိုပဲသုံးတဲ့ trader တွေဘာလို့ထင်နေလဲဆိုတော့အနေစုတော့ကျွန်တော်ယူနေလို့ပဲထင်ကြထင်ထင်ခဲ့ကြရတယ်ပေါ့ဗျာအဲအဲအဲ့လိုမျိုးအဲ့ဒါကိုဆိုလို့ချင်တာပါအဲ့တော့ is uh difficult as is to believe now ne အဲ့လိုမျိုးယုံအာကျွန်တော်တို့ဟိုယုံမှုခက်ခဲခဲ့ကြတယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှင်အဲ့တော့ uh, it wasn't very long ago when Wall Street and most of the major banks and fin uh, financial institutions thought that technical analysis was some forms of masticate hocus pocus ဆိုတာကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့အခုရုံမှုခက်ခဲပြီမယ်ကျွန်တော်တို့က Wall Street နဲ့အဓိကကျွန်တော်တို့ဟိုဒီ fans organization တွေဘောနော် fan organization တွေ institution တွေနဲ့ကျွန်တော်တို့ဘဏ္ဍာရေးအဖွဲ့အစည်းတွေကကျွန်တော် technical analysis ကို ဲ့ဒီတော့ဆိုလို့ရှိရင်ဘေဟီရီဆန်နဲ့နတ်ဝင်တဲ့အတက်ပညာမျိုးလိုထင်ခဲ့ကြတာတိတ်ပြီးတော့မကြသေးဘူး။ဒါမတ်စတီကယ်ဟော့ကတ်ဖိုကတ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဟောဒီမှာကိုကဲမှာရိုက်ရှာပြီးတော့သူဘာပြောချင်တဲ့အကြောင်းကိုကျွန်တော်တွေ့လိုက်တော့ကျွန်တော်အဲ့လိုပဲကျွန်တော်ဘာသာပြန်လိုက်တယ်ပေါ့နော်။အဲ့လိုပဲဘာသာပြန်လိုက်တယ်။အရင်ခေတ်ကတော့ကျွန်တော်တို့ဒီ technical ကိုသုံးတဲ့ဒီ server ရဲ့အချုပ်ကဘာလဲဆိုတော့အရင်တော့ technical သုံးတဲ့ အဲ technical analysis ဆိုသုံးတဲ့ trader ဆိုတာလက်ချိုးရည်လို့ရတယ်1988ခုနှစ်လောက်ပါပေါ့နော်အဲ့တော့ဘာကိုသုံးခဲ့ကြလဲဆိုတော့ fundamental analysis ကိုပဲကျွန်တော်တို့ကစုံပစ်ချက်တွေချဖို့အတွက်အဲသုံးခဲ့ကြတယ်ပေါ့နော်အဲ့ဒီတော့ကတော့အဲအဲ့တော့ fundamental သမားတွေကအဲ့ဒီတော့ technical သမားတွေကိုဟိုကျွန်တော်ယူနေတယ်လို့ထင်ထင်တာပေါ့နော်ထင်ခဲ့ကြတယ်ပေါ့ဗျာအဲ့တော့နောက်ပိုင်းမှာတော့ဟိုကျွန်တော် Wall Street နဲ့အဓိကနောက်ပိုင်းဒီ institution တွေအဲဒီ banking ပန်းတိုင်းအဖွဲ့အစည်းတွေကကျွန်တော် technical analysis ကိုဟိုသုံးလာတဲ့အခါမှာသူတို့က ကတော့နောက်ဝင်တဲ့အတက်ပညာမျိုးလို့ထင်ခဲ့ကြအသိမကြသေးဘူးပေါ့နော်ဒီစာပိုက်ကဒီစာပိုက်ကအနစ်ချုပ်ကပေါ့နော်โอเคနောက်တစ်ပိုက်ကိုကြည့်အောင်နောက်တစ်ပိုက်ကြတော့အာ now a hops just the opposite is true လေဆိုလိုတဲ့သဘောကယခုအခါမှာတော့ကျွန်တော်တို့လုံးဝကိုစန့်ကျင်ဘက်ဖြစ်သွားပြီပေါ့နော်အဲ့တော့ပြောင်းပြန်ပြန်ဖြစ်သွားပြီပေါ့နော် almost all experienced trader use sand found on technique analysis to have then formulate their trading strategy ဆိုလိုတဲ့သဘောကကျွန်တော်တို့ဒီ scale fully ဖြစ်တဲ့ကျွမ်းကျင်တဲ့ trader အားလုံးနီးပါးဟာသူတို့ရဲ့ကျွန်တော် trading strategy ကိုချာမှတ်ဖို့အတွက်ကို technical analysis ပုံစံအမျိုးမျိုးကိုကျွန်တော်အသုံးပြုကြရတယ်ပေါ့နော် technical analysis ပုံစံမျိုးမျိုးအသုံးပြုကြရတဲ့ asf for some small or isolated pocket in the academic community yet the purely phenomenal analysis is virtually extinct ဆိုတော့ကြတော့ကျွန်တော်ပညာရှင်အတိုင်းဝိုင်းတိတိအဲတိတိလေးရလွဲပြီးတော့အုပ်စုငယ်လေးကိုခြံလက်ထားလိုက်ပြီးဆိုလို့ရှိရင်အဲလုံးဝကျွန်တော်တို့ ီ fundamental analysis ဆိုတာမျိုးကလက်တွေ့မှာကျွန်တော်တို့ပျောက်ွယ်လူနီးပါမျိုးသုံးလူနီးပါတော့ဖြစ်နေဖြစ်နေပြီဆိုရဲသဘောဒီမှာတော့ပြောတာပေါ့နော်လက်ရှိမှာလည်းကျွန်တော်တို့ဒီ noise တွေကို noise တဲ့သတင်းတွေကိုဖတ်ပြီး trader fundamental analysis တွေလည်းရှိပါတယ် trader တွေလည်းရှိပါတယ်လုံးဝပျောက်ွယ်သွားတာတော့မဟုတ်ဘူးပေါ့နော်ဒါစာထဲမှာအာပြောထားတဲ့ပုံစံကိုကျွန်တော်ပြောချင်တာပါအဲ့တော့ what causes this academic shift is in uh, a shift in perspective ဆိုတာကဘာလို့ပြောချင်တာလဲဆိုတော့ ဒီလိုမျိုးအမြင်ပြောင်းလဲသွားရတဲ့အကြောင်းရင်းကပါလဲပေါ့နော်အဲ့တော့ဒီမေးခွန်းရဲ့အဖြေကကြတော့အာ I'm sure it's no surprise to anyone that the answer to this question is very simple အဲ့တော့အဖြေကတော့ရိုးရှင်းပါတယ်ဒီမေးခွန်းအတွက်ကအဖြေကတော့ကျွန်တော်တို့ဟိုဘာမှဟို I'm not sure no surprise or a surprise ဖြစ်စရာတကယ်တခုမှတော့မရှိဘူးအရင်ရိုးရှင်းပါတယ် လို့ရှိမှလေအဲ့တော့ money ဆိုတာကတဲ့ the problem with making trading decision from strictly fundamental perspective is the inherent difficulty of making money consistently using this approach တဲ့အဲ့တော့ဒီစာပိုင်းကဘာကိုပြောချင်လာလဲဆိုတော့အော်ကျွန်တော်တို့ပတ်စံဆိုတာလုံးဝကျွန်တော် fundamental shoot out ကနေပြီးတော့ကျွန်တော် trading ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ ြဿနာကဒီနီးလန်းကိုတုံးပြီးတော့ငွေကိုစင်ဆက်မပြတ်ရရှိဖို့ဆိုတာခက်ခဲနေလို့ပါပဲဆိုတော့သူကပြောချင်တာပါအဲ့တော့ အော်ဒီအပိုင်းမှာကြတော့ကျွန်တော်တို့အနည်းချုပ်ပြောအောင်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အရင်တော့ fundamental analysis သုံးပြီးတော့ trading လုပ်ခဲ့ကြရတယ်။အဲဒီတော့ကကြတော့ technical သမားတွေကိုယူလို့ထင်ခဲ့ကြရတယ်။အခုကတော့ပြောင်းပြန်ဆက်ညင်ပဲဖြစ်နေပြီ။ကျွန်တော် technical သမားဒီ trading လုပ်တဲ့အခါမှာတကယ် experience ရှိတဲ့ trader တော်တော်များများကကျွန်တော် technical analysis ကိုပဲသုံးပြီးတော့ကျွန်တော် trading strategy ကိုချမှတ်ဖို့တော့ technical analysis အမျိုးမျိုးကိုအသုံးပြုလာကြတယ်။အဲဒါ technical analysis မှာအာကျွန်တော်တို့အများကြီးရှိမယ်။ price action သမားတွေရှိမယ်။ fibonacci သမားတွေရှိမယ်ပေါ့။တခြားပေါ့နော်။ EMA SMA သမားတွေရှိမယ်။ဒါထား ေပါအဲအဲ့လိုမျိုးပုံစံတွေကိုသုံးပြီးတော့ trailer နဲ့ဒီ experience trailer တွေကအများကြီးပဲရှိတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တေချာတာတစ်ခုကတော့ phenomenal ကိုသုံးပြီးတော့ trade တဲ့ trader ကတော့နည်းတော့နည်းသွားပြီပေါ့နော်တော်တော်များများကို trader တွေကြီးလိုက်ရင် technically ကြီးကပဲ trade နေကြတဲ့လူတွေများတယ်ဒါတော့အမြင်ပြောင်းသွားတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့အဲ့ဒီမေကွန်းရဲ့ဒီလိုအပြင်ပြောင်းလဲသွားရတဲ့အကြောင်းရင်းကကြတော့အဲ့ဒီ phenomenal ပေါ်မှာ trade လုပ်တဲ့ ဟာနဲ့ကျွန်တော် technical trade analysis မှာ trade လုပ်တဲ့ဟာ trading software တွေချမှတ်တဲ့အခါမှာပြဿနာကတော့အဲ့ဒီအဲဒီ fundamental ကိုတုံးပြီးတော့ကျွန်တော်တို့ငွေကိုစဉ်းစားမပြတ်ရှာဖို့ဆိုတာကကျွန်တော်ခက်ခဲခက်ခဲတယ်ပေါ့ဗျာ technical ကိုတုံးပြီးတော့ဒါငွေကို consistently အဲ use အဲငွေ of the making money consistent using this approach ပေါ့နော်အဲ့တော့ ဟိုဒီစဉ်ဆက်မပြတ်ရရှိဖို့ဆိုတာကျွန်တော်တို့အရန် difficult ဖြစ်တယ်ဗျာဒီစာပိုက်ကအကြောင်းဆိုလို့ရှင်တာပါအဲ့ okay အဲ့တော့ကျွန်တော်တို့နောက်တစ်ပိုက်ကိုကျွန်တော်တို့ဆက်သွားကြရအောင် uh, for those of you who may not be familiar with phenomenon analysis အာ let me explain ပေါ့နော်အဲ့တော့ fundamental analysis နဲ့ပတ်သက်ပြီးတော့တဲ့ရည်ရွယ်မှုမရှိသေးတဲ့အဲသူတွေအတွက်ကိုတဲ့ဒီမှာရှင်းပြပြပါစေစေလို့ကျွန်တော်သူပြောတာပါ okay fundamental analysis attempt to take into consideration of the variable that could affect the related balance or imbalance between the supply and the possible demand of any particular stock commodity or financial instrument okay အဲ့ဒါပေါ့ပြောချင်တာဆိုတော့ကျွန်တော် fundamental analysis ဆိုတာကကျတော့ကျွန်တော်တို့တီးကြာ commodity ဖြစ်စေ stock ဖြစ်စေအေးပေါ့နော် currency ဖြစ်စေပေါ့နော်ဒါပေါ့ currency တွေရဲ့ကျွန်တော်တို့ဟိုဆို value or demand နဲ့ရောင်းတော့ supply ဂျာမှာရှိတဲ့ balance or imbalance အပေါ် တက်ရောက်နိုင်တဲ့အကြောင်းအရာအားလုံးထည့်သွင်းစဉ်းစားပြီးတော့ကျွန်တော်ထည့်သွင်းစဉ်းစားဖို့ဂျိုးပန်းဒါဖြစ်ပါတယ်ဒါ fundamental analysis ကအဲကျွန်တော်အခြေခံသဘောတရားတွေပေါ့နော်အဲ့တော့အာအဲ့တော့ကျွန်တော်တို့ using properly the uh, mathematical model that weight the significance of the varieties of further interrelated by my balance sheet by weather pattern and numerous other the analysis of project what the price should be at some point in the future ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟောဒီ phenomenal analysis တဲ့အမျိုးမျိုးသောအချက်လက်တွေရှိမှာပေါ့ဗျာကျွန်တော်အဆိုရသတင်းတွေပေါ့လေပြောမယ်ဆိုလို့ရှိရင် adorno interest rates တွေလဲကျွန်တော် balance sheets တွေ weather pattern တွေနဲ့တခြားသော numerate အဲ other ပေါ့နော်အဲ့အဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့က အတော့အလေးထားအရေးပါပုံကိုကျွန်တော်အလေးထားတွက်ချက်ပြီးတော့သင်္ချောင်းမော်ရယ်တစ်ခုကိုအဓိကထားပြီးတော့အသုံးပြုပြီးတော့အနာဂတ်မှာအာကျွန်တော်တို့ဒီဒီ the price က should be at some point in the future အနာဂတ်မှာ price ကဘယ်လောက်ဖြစ်တင်လဲဆိုတော့ကျွန်တော်တို့ခံမှန်းတွက်ချက်တာကိုကျွန်တော်တို့ fundamental analysis လို့ခေါ်ပါတယ်။ Okay เนาะ နောက်တစ်ပိုက်ကကြတော့ဟောနောက်နောက်တစ်ပိုက်ကကြတော့ the problem with this model ဒီ model မှာဆိုရှင်ပြဿနာအဓိကပြဿနာက is that the is that they really if ever factor in the in other trader as variable pupil expecting the belief and expectation above the future price move uh make price move knock more ဆိုတဲ့ဟာကကြတော့ကျွန်တော်တို့ဒီ model ပြဿနာကကြတော့ကျွန်တော်တို့တခြားသောဟော trader တွေကိုဟို ဟိုတခုအနေနဲ့ shadow trader တွေကအဲ့အပြဿနာတခုအနေနဲ့ trading စဉ်းစားတာမရှိတော့အာရှားပါပြီးတော့မရှိတော့ဖြစ်နေပြီအဲ့တော့ဈေးကွက်ကိုဟို ဟိုရွေတရားစီတာကကျွန်တော်ကျွန်တော် model မဟုတ်ဘူးအဲ့ဒီ model model မဟုတ်ဘူးပေါ့ဗျာပြောမှာဆိုလို့ရှိရင်အာသူတို့ရဲ့အဲဒီ expecting ယုံကြည်ချက်တွေပေါ့ပြောမှာဆိုလို့ရှိရင်ဒီမှာအဲ့တော့အဲ expressing expressing their belief သူတို့ရဲ့ယုံကြည်ချက်တွေ expectation above above the futures ဟုတ်ပြီနော်သူတို့ရဲ့ယုံကြည်ချက်တွေမျှော်မှန်းချက်တွေကိုဖော်ပြနေတာကကျွန်တော်ဟောကျွန်တော်တို့က not model မဟုတ်ဘူးတဲ့အဲအဲ့ဟာတွေကပါတယ်ဆိုတော့ကျွန်တော်လူတွေပဲဖြစ်ပါတယ်အဲ့တော့ the fact that modern make a logical logical and responsible projection based on of the relevant variable is not of much value if the trader who are responsible for most of the trading volume are not aware of the model or don't believe in it so တက်ဆိုင်အချက်လက်တွေအားလုံးအခြေခံပြီးတော့ကျွန်တော် model တစ်ခုအနေနဲ့ responsible ဖြစ်တဲ့ responsibility ဖြစ်တဲ့ခံမှန်းချက်တွေကိုကျွန်တော်တို့ကပြုလုပ်နိုင်နေဆိုတာကအဓိကကျွန်တော်တို့ trader တွေအတွက်က ျွန်တော်တို့က responsible trader တွေအတွက်ကအဲ့ဒီ model ကိုမသိရှင်ဒါမှမဟုတ်ရင်အဲ့တော့ဆိုတော့ analysis မှာအဲ့ fundamental analysis ကိုမသိရှိကြရင်ဒါကိုမယုံကြည်ဘူးဆိုရင်အဲ့ဒီဟာကကျွန်တော်ကတန်ဖိုးရှိမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုဒီမှာပြောချင်တာပါ okay အဲစာကြောင်းကတော့ရှိတယ်ဆိုပေမဲ့သူပြောချင်တာလေးကအဲ့ဒါလေးပါကျွန်တော်ကအဓိကအချက်လေးကိုပဲထုံးထုတ်ပြီးတော့ဘာသာပြန်ပေးလိုက်တာဖြစ်ပါတယ် okay နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ ဒီကတော့ uh, in uh, as a mat uh, matter of fact ပေါ့နော် no, many trader trader အများစုဝါ especially those on the floors of the future is who have the ability to move price very dramatically in one direction or others ပေါ့နော် no, uh, usually they uh, they don't have the uh, sign tax concept of the fundamental supply and demand factor that are supposed to affect price အဲ့တော့ကျွန်တော်တို့တကယ်တော့ အာဒီ trader တွေကအထူးသဖြင့်ကျွန်တော်ဈေးနှုန်းတွေတစ်ဖက်ဖက်ကိုတိတိတတရွှေလျားသွားအောင်လှုပ်ဆောင်နိုင်စွမ်းရှိတဲ့အဲကျွန်တော်တို့ future exchange တွေပေါ်ရှိတဲ့သူတွေကကျွန်တော်ဈေးနှုန်းတွေကိုတက်ရောက်စေအဒီ price ကိုတက်ရောက်စေတယ်လို့ယူဆရတဲ့အခြေခံဝယ်လိုအားနဲ့ရောင်းလို့ fundamental supply နဲ့ demand အချက်အလက်တွေနဲ့ပတ်သက်ပြီးအနေငယ်များတော့ကျွန်တော်နားလည်သဘောပေါက်မှုမရှိကြဘူး exchange တွေက market ကို market ပေါ်မှာအကျိုးတရား future exchange တွေပေါ်မှာ အချင်းကြီးကကျွန်တော်တို့ကဒီ price ပေါ်မှာအကျိုးတက်ရောက်စီအကျိုးတက်ရောက်စီတယ်လို့ယူဆရတဲ့အခြေခံအဲကျွန်တော် supply နဲ့ demand ပေါ့နော်အော်ဒီ phenomenal phenomenal supply နဲ့ demand အချက်လက်တွေကိုနဲ့ပတ်သက်ပြီးတော့အနေနဲ့များအောင်ကျွန်တော်နားလည်သဘောပေါက်မှုမရှိကြဘူးဆိုတာကိုကျွန်တော်ပြောချင်တာပါအဲအာ furthermore ကျွန်တော်ဒါအပြင်ကျွန်တော်တို့ is any given moment အချိန်တစ်ခုစီတိုင်းမှာ much of their trading activity is probed by uh, respond to emotional factors that are completely outside the parameter of the phenomenon model in the world people who trade and consequently move price don't always act in a rational manner so လို့ရတဲ့ဘောကကြတော့ဒါပြင်ကျွန်တော်တို့အချိန်တစ်ခုစီတိုင်းမှာကျွန်တော်တို့ရဲ့ trading ပေါ့နော် trading လှုပ်ရှားမှုအများစုပါကျွန်တော် phenomenon model ရဲ့ phenomenon analysis ကဘောင်အပြင်ဘက်ကိုလုံးဝထွက်နေတဲ့ ျွန်တော်စိတ်ခံစားမှုဆိုင်ရာအချက်တွေတုံ့ပြန်နေပြီးတော့ကျွန်တော်ဖြစ်ပေါ်လာတာဖြစ်ပါတယ်သူရဲ့ trade တွေကလေတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တဲ့ဘာနော်အဲအဲတော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဟိုအရောင်းဝယ်လုပ်ပြီးတော့ဈေးနှုန်းတွေကို move ဖြစ်စေရဟာလူတွေကကျွန်တော်အမြဲတမ်းဒီစင်ချင်းုံတရားနဲ့အရင်ပြုတ်မှုနေတာမဟုတ်ဘူးပေါ့ဗျာအရောင်းဝယ်လုပ်ပြီးဈေးနှုန်းတွေရွှေရွှေရွှေလျားစေတဲ့လူတွေဟာအမြဲတမ်းစင်ချင်းုံတရားနဲ့ပြုတ်မှုနေကြတာမဟုတ်ဘူးကျွန်တော် fundamental analysis အနေနဲ့ အဲနောက်ဆုံးမှာဆိုလို့ရှိရင် ultimately the fundamental analyst တွေက got fine sha တွေ့နိုင်တယ်ဟုတ်ပြီနော် fundamental analyst တွေက sha တွေ့နိုင်တယ် that the prediction about where price should be should be at some point in the future is correct ဆိုတော့ဒါတော့ဘာလို့ဆိုလို့လဲဆိုတော့အော်ကျွန်တော် fundamental analyst တွေကအနေနဲ့အနာဂတ်ကာလတစ်ခုမှာအနာဂတ်မှာကျွန်တော် price ကဘယ်နေရာမှာရှိတင်လဲဆိုတော့ခံမှန်းချက်ဟာမှန်ကန်နိုင်နေမှန်ကန်နိုင်နေပေါ့နော်အာဒါပေမဲ့ buff in meantime အဲ့ဒီ chain ထဲမှာပဲ price movement က could be so volatile that is would be very difficult if not impossible to stay in a trade in order to realize the objective ဆိုလိုတာကတော့အခုနောက်အကြောင်းပြန်ပြောမယ်ဆိုလို့ရှိရင် fundamental analysis တရားကအနာဂတ်မှာ price ကဘယ်နေရာမှာရှိသင့်တယ်ဆိုတာ predict လုပ်တာကကျွန်တော်မှန်ကန်နိုင်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအတော်အတွင်းမှာ price move ပရိုက်ဇင်းတို့လှူရှာမှုဟာကျွန်တော်တို့အရန်ကို volatile ဖြစ်နေနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရမန်းချက်အောင်မြင်ဖို့အတွက်ကိုရောင်းဝယ်တစ်ခုလောက်ရမှာဆက်လက်ရပ်တည်ဖို့ဆိုတာကအလွန်ခက်ခဲပြီးတော့ဒီ fundamental analysis တောင်းနေတဲ့အလွန်ခက်ခဲပြီးရောမဖြစ်မဖြစ်နိုင်တဲ့လောက်ပေါ့နော်မဖြစ်နိုင်တဲ့လောက်ပင်ရှိနေနိုင်နေဆိုတဲ့သဘောကိုပြောချင်တာပါ Okay ဒါကတော့ကျွန်တော်တို့ဟိုဒီ chapter 1မှာရှိတဲ့ the road to success the fundamental analysis အကြောင်း in the beginning fundamental analysis survey ကိုကျွန်တော်တော့အတက်နိုင်ဆုံး ကျွန်တော်နားလည်ပကင်နာတွေအတွက်နားလည်လွယ်အောင်ကျွန်တော်ပါသာပြန်ပေးထားတာဖြစ်ပါတယ်။နောက်ရက်များမှာကျွန်တော်ပြန်ဆုံပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။